အာအလုံးအလုံးပဲဗျကျွန်တော်ဒီနေ့ဟိုအော်တိုဘာ၂ရက်နေ့ညတော့ရုပ်တံမတင်မတင်ဆက်နိုင်တဲ့ကိစ္စနဲ့ပတ်သက်လို့ရှင်တော့အလုံးကတော့လမ်းပြီးတောင်းဝင်ပါလေဘာလို့လဲကျွန်တော်အော်တိုဘာ၂ရက်နေ့မှာဟိုအော်တိုဘာ၂ရက်နေ့မှာကျွန်တော်ကအိန္ဒိယနဲ့ပြန်ထွက်လာမှဖြစ်တဲ့အတွက်ကျွန်တော်ရောက်နေတဲ့အခုလေးသိထဲမှာဆိုတော့လေးသိထဲနဲ့ရုပ်တံပြောဖို့မဖြစ်နိုင်ဘူးမဖြစ်နိုင်တဲ့ခါကျတော့ကျွန်တော်တင့်တော်သူလူပြောဖို့ခက်တဲ့ခါတရင်လဲဖတ်ဖို့လည်းအချိန်မရှိတဲ့ခါကျတော့ကျွန်တော် flight ကဟိုလေးသိက20အဲ20ပြောင်းစီရတာဆိုတော့ဗျာ20ပြောင်းစီရတာဆိုတော့ဥပမာဆိုကြတော့ ကျွန်တော်တို့ဘန်ဂလောဘန်ဂလောပေါ့နော်ဘန်ဂလူးလူလို့ခေါ်တယ်ဘန်ဂလောဘန်ဂလောလေးစိတ်ကနေပြီးတော့ကျွန်တော်ကလကတာလေးစိတ်ကလကတာလေးစိတ်ကနေမှကျွန်တော်ကြံပြီးတော့ကျွန်တော်ရန်ကုန်ကိုပြန်ဆင်းရမှာဆိုတော့အခါကျတော့ကျွန်တော်ဘလို့မှမမီဘူးအချိန်မမီဘူးပေါ့လေမမီတဲ့အခါကျတော့လမ်းမှာတော့ချက် traffic traffic ဘလို့ကော traffic မို့တော့ချက်လမ်းမှာအာလေရင်လေစိတ်ပေါ်မိအောင်လို့တော့တော့သွာလာနေရတာဆိုတော့ဒက်ကူကြီးအတွက်အဆင်မပြေဘူးတင်းချက်ကရုပ်တံပြောဖို့လည်းအဆင်မပြေဘူးသတင်းဖတ်ဖို့တော့အဆင်မပြေပါဘူးအဲဒါကြောင့်မို့လို့ကျွန်တော်ဒီနေ့ရုပ်တံမပြောပြတာကိုတောင်းပါပါတယ်နောက်နေ့ကျမှကျွန်တော်တို့ချာကြီးပြောပါမယ် အဲကျွန်တော်ဒီနေ့တော့စီမကောင်းတော့တော့ဆရာကြီးဦးလုံးကျော်ကိုလွန်သွားတဲ့ကိစ္စလေးကျွန်တော်သိရပါတယ်။သိရစီမကောင်းပြရပါတယ်။အသက်လည်း66နှစ်ရှိပြီဆိုတော့အာသူ့အရွယ်ကတော့ကျွန်တော်တို့66နှစ်ဆိုတော့66နှစ်အရွယ်နဲ့လည်းလုံးကြီးတွေအဲဖြစ်သွားပြီးကျမ်းမာရေးဘိုင်းဆိုင်ထိခိုက်လာရှိမှာပေါ့ဗျာ။ဒါကတော့ကျွန်တော်ဒီသက်ရွယ်ရောက်ရင်ကျွန်တော်ကိုယ်တိုင်ဒီသက်ရွယ်ရောက်ရင်ဒီလိုဖြစ်မှာပေါ့။ဆရာကြီးဦးလုံးကျော်ကိုလွန်သွားမှုအကြောင်းတော့ကျွန်တော်သိရကြားသိရတဲ့စီမကောင်းဖြစ်ရပါတယ်။ပကြီးနဲ့ပတ်သက်ရင်နှမျောစရာကောင်းပါလေ။တိုက်ပြီးတော့ဒေနာတစ်ပါးပါ။သို့တော်လည်း အဲလူဟာကျွန်တော်တို့ကဘယ်လိုပဲဖြစ်ဖြစ်ချိန်တစ်ခုရောက်ရင်တော့ကျွန်တော်တို့ဘယ်လောက်ပဲတကူဥစားထောင်လောက်ရထောင်လောက်ခဲ့ချိန်တစ်ခုရောက်ရင်အားလုံးကပေါ်လို့ဆုံးမသွားရဲဆိုတဲ့အတိုင်းပဲကျွန်တော်တို့လည်းတော့တစ်ချိန်တစ်နေ့တစ်ချိန်သွားမှာဖြစ်ပါတယ်အဲ့တော့ဘာပဲပြောအားလုံးပဲဟိုကိုကိုကိုနေတိုင်းနေတယ်ပြောအောင်နေကြပါဘောစိတ်ချမ်းသာအောင်နေကြပါဒါလေးပဲကျွန်တော်ရင်ပြောချင်တယ်အဲ့တော့ဒီနေ့ရုပ်သံမပြောပြဒါလေးမပြောပြကြောင်းလို့ဒါလေးလမ်းပို့ပြတော့ခင်ဗျာ